ပါကုသိုလ်ပဲပြောင်းလာတဲ့ဖက်ပြေးလာတဲ့ဖက်စစ်အကြံဖက်တွေအတင်းတမစီယုံသိမ့်သွင်းပြီးတော့အတင်းတမခိုင်းစီတော်ကိုလက်မခံပဲစန့်ကျင်ထွက်ပြေးလာတဲ့သူတို့လက်ပါစီတပ်ဖွဲ့ဝင်တွေအများအများရှိတယ်ဒါကိုမေးသွေးစွာကြိုဆိုပါအဲ့တော့နောက်ဆုံးအချက်ကတော့စီလုံးညီညွတ်စွာတိုက်ပွဲဝင်ပါအခုဒါဆိုမြင်ရတဲ့မမိတ်တပေါင်းစုတွေအဲဒီအယူတပ်ဖွဲ့တွေမကအားလုံးပေါင်းဆက်ပြီးတော့ဒီမြေတစ်ညွတ်ထဲဖက်စစ်ချိန်မုံရေးစစ်ပွဲတွေကိုစင်နွှဲနေကြတာဖြစ်တဲ့ကြောင့်ရဲဘော်တို့ဟာ မကြခင်မှာအောင်ပွဲကိုမုတ်ချရရှိမဲ့သူတွေဖြစ်တယ်အဲ့တော့ဘုကြောင်ဆန်ပြောခဲ့တဲ့စကားတစ်ခုနဲ့ပဲရဲဘော်တို့ကိုညီကုန်းပြစ်ပြောခြင်းတယ်သူကဘာပြောခဲ့လဲဆိုတော့တိုင်းသားချင်းချင်းစီလုံးညီညွတ်မှုမရှိသေးတဲ့ကာလပတ်လုံးနိုင်ငံသားတွေစီလုံးညီညွတ်မှုမရှိတဲ့ကာလပတ်လုံးဒီနိုင်ငံဟာဘယ်ပါတီတက်တဲ့ဘယ်ဆိုးရတက်တဲ့ဟိုလူလာလဲမျက်နှာချိုတွေးရဒီလူလာလဲမျက်နှာချိုတွေးရ ပါတယ်လို့တိုင်းပြည်ဖြစ်နေမှာပဲလုံးခဲ့တဲ့နှစ်80ကရောခဲ့ဘူးခုတော်တိုင်းမျိုးကြည့်မင်းအောင်လန်ဆိုတဲ့ဖက်စစ်ငရဲခွေးကဟိုလူမျိုးနဲ့ချိုးသွဲဒီလူမျိုးနဲ့ချိုးသွဲနေရောမကဟိုနိုင်ငံသွားအောက်ကျရဒီနိုင်ငံသွားတောင်းခံရပါကြီးသာဖြစ်နေဖက်စစ်တွေကတို့နိုင်ငံလဲဂုံးစစ်ကအလွန်ကြဆင်းတယ်အဲ့တော့ဒီပါတာတာတိုင်းပြည်ဖြစ်နေတဲ့ဘွားကရုံးထွက်နိုင်ဖို့တို့အားလုံးတိုင်းသားအားလုံး နိုင်ငံသားအားလုံးစီစီလုံးလုံးနဲ့ညီညီညွတ်ညွတ်ရင့်ကျက်မှုရှိရှိတိုက်ပွဲဝင်မှတို့ရဲ့တွေဦးအဆုံးသက်အောင်မြင်မှုပန်းတိုင်းကိုလက်ဖမ်းလို့ကင်နိုင်မှာဖြစ်တယ်မျိုးသားရေးလူမျိုးစွဲတွေဘာသာစွဲတွေဒေသစွဲတွေကျင်းမြောင်းတဲ့အစွဲတွေနဲ့ကျိုးပန်းလို့ကဟာတဲ့တိုင်းပြည်ဘွားဘယ်တော့မှမကြွဘူးဆိုတော့ရဲဘော်တို့အားလုံးလေးလေးနဲ့နဲ့မှတ်ရင် ပြည်သူပြည်ရတက်ဆင်ပေးလိုက်တဲ့ကြီးကအုပ်ထုပ်ကိုအမြတ်တလုံးဝစ်စင်ကရဲရင်ကြောင်မြောက်တဲ့တရားတော်စစ်ပွဲဖြစ်ချင်းပွဲစစ်ပွဲတွေကိုဆင်နွှဲနိုင်ပါစေလို့ဆန္ဒပြုရင်ဒီကုန်းချုပ်တယ်ရေဝအားလုံးလေးစားပါ